သတင်းပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့သတင်းချန်နယ်နေရာနေပြီးတော့ဒီကနေ့ဧပြီလ5ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားပါမယ်။သတင်းတင်ဆက်မှုလေးမစတင်မီကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရခန့်အပါရရှင်။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရှိုးမဘန်ဥက္ကဋ္ဌဦးသိန်းဝင်းနဲ့ဒါရိုက်တာအဖွဲ့ကိုထောင်ချလိုက်ပြီလို့သတင်းတွေထွက်လာခဲ့ကြောင်းကိုတင်ဆက်ပေးပါမယ်။ ကနောရရှိထားတဲ့တရင်တွေရရှုံမပန်ဥက္ကဋ္ဌဦးသိန်းဝင်းစီယိုဦးပါမောင်စိန်ပါဝင်ရှုံမပန်ဒါရိုက်တာကိုကိုစစ်ကောင်းစီကထောင်နှံချမှတ်လိုက်ပြီလို့သိရှိရပါတယ်ရှုံမပန်ဥက္ကဋ္ဌဦးသိန်းဝင်း73နှစ်စီယိုဦးပါမောင်စိန်71နှစ်ဦးစနေ71နှစ်နဲ့ကျန်လူတွေ3နှစ်ထောင်နှံအသီးသီးချမှတ်ခံခဲ့ရတဲ့ကြောင့်ရန်ကုန်ကတရင်ရှင်မြေတစ်ခုကနေတဆင့်သိရပါတယ် ။ဘာမဗီဂျေကဦးသိန်းဝေတို့ထောင်ချခံရတဲ့တဲ့ရင်တီချာအတီးပြုနိုင်ဖို့ရှုမဘန် limited ကိုဆက်သွယ်အကြောင်းကြားပေးမယ်။ပြန်လည်ဖြေကြားခြင်းတော့မရှိသေးပါဘူး။ရှုမဘန်ဥက္ကဋ္ဌဦးသိန်းဝင်းစင်းယူဥပမောင်စိန်ပါဝင်ရှုမဘန်ဒါရိုက်တာကိုဦးကိုငွေကြေးခွန်အားချမှုနဲ့နေပြည်တော်မှာ2024ဇူလိုင်လကတည်းကထိမ့်သိမ်းဖန်ဆီထားပြီးအခုမှထောင်နှံချမှတ်လိုက်တာဖြစ်ပါတယ် ထိုင်းနိုင်ငံကကိုနိုတိုက်ခိုင်းရောင်းဝယ်မှုမှာရုမဘန်ကပါဝင်ပတ်သက်မှုရှိနေတယ်ဆိုပြီးနိုင်ငံသားငွေဥပဒေနဲ့ညှိဆွနေရဆိုတဲ့အကြောင်းပြချက်နဲ့ရုမဘန်နဲ့ရုမလုပ်ငန်းစုဥက္ကဋ္ဌဦးသိန်းဝေခေါ်စာကြည့်ပန်ပါဝင်ဒါရိုက်တာအဖွဲ့ကဖမ်းဆီးခံခဲ့ရတာပါရှုမဘန်က1993ခုနှစ်မေလမှာဦးသိန်းဝေရဲ့ FM မှာရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီမှစတင်တည်ထောင်ခဲ့ပြီးမြို့ပေါင်း43ခုမှာဘဏ်ကွဲပေါင်း85ခုဖွင့်လှစ်ထားတဲ့ဘဏ်ကြီးတစ်ခုဖြစ်ပါတယ်။ စစ်ကောင်စီကနာမည်ကြီးစီးပွားရေးလုပ်ငန်းရှင်ဇေကမာဦးခင်ရွှေနဲ့တားဖြစ်သူဇေတီဟာတို့ကို2022ခုနှစ်ကဖမ်းဆီးခဲ့ပါတယ်။ဦးခင်ရွှေကိုပြန်လွှတ်ပေးခဲ့ပေမဲ့တားဖြစ်သူဇေတီဟာကိုတော့ဖမ်းဆီးထားဆဲပဲဖြစ်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီကသူတို့ကိုမထောက်ခံတဲ့သူတို့မကြိုက်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကိုစောင့်ကြည့်အမားရှာပြီးဖမ်းဆီးထိန်းသိမ်းထောင်ချတာတွေပြုလုပ်လို့ရှိကြပါတယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထောင်ဆန်းစုကြည်နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိတဲ့ခရိုနီ80ဦးချစ်ကိုလည်း2022ခုနှစ်ဧပြီလကဖမ်းဆီးခဲ့ပါတယ်။ 2022ခုနှစ်မတ်လဈေးကမ္ဘာဥခင်ရွှေတို့တာဖာအဖမ်းခံရပြီးတလားကြာမှာအာလသိန်းစစ်ကောင်စီကပြည်တွင်းထိတ်တန့်စီးပွားရေးလုပ်ငန်းရှင်ဦးချစ်ခိုင်နဲ့တာဖြစ်သူဦးဝင်းမင်းခိုင်တို့ကိုအဂတိလိုက်စားမှုတိုက်ဖြတ်ရေးဥပဒေပုံမှ55နဲ့ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့ငလင်ချောင်းတိုင်းပြည်ပြက်ပြီးပြည်သူများပူဆွေးနေရခြင်းနိုင်ငံတကာအာရုံစိုက်မှုရှားအောင်နေကြရန်ဗိုလ်ချုပ်ဆော်မင်းထွန်းပြောဆိုခဲ့တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ ။တမန်ဝင်ငလင်ဘေးကြီးကြောင့်ပြန့်နေတဲ့အတိုင်းပြည်ပုံမှုဆိုးရွားနေရပြီးပြည်သူအများပူဆွေးနေရစဉ်နိုင်ငံတကာအာရုံစိုက်မှုရအောင်နေကြရန်စစ်ကောင်စီပြောခွင့်ရထားသူဗိုလ်ချုပ်စောမင်းထွန်းကပြောကြားပါရယ်။စစ်ကောင်စီကောင်းဆောင်မရောက်နိုင်တဲ့အတူထိုင်းနိုင်ငံဘန်ကောက်မြို့မှာဧပြီလ3ရက်နေ့လီယန်နီတို့ကကျင်းပခဲ့တဲ့ဘင်းစတန်အစည်းအဝေးသို့လိုက်ပါလာခဲ့သူ၎င်းကအပြန်ခီးမှပြောကြားလိုက်ခြင်းဖြစ်ပါတယ်။ လက်တလောမြန်မာနိုင်ငံကိုကမ္ဘာနိုင်ငံများကအာယုံဆိုင်နေတဲ့အတွက်မြန်မာပြည်သူများအနေနဲ့ငလင်တန်ကိုစစ်စစ်လုံးလုံးနဲ့ညီကဲတို့အန်တုရင်ဆိုင်ကြော်ဖြတ်နေသည်ကိုပြန်သားရမည်ဖြစ်ပြီးတဘာဝဘေးရန်ကိုစစ်စစ်လုံးလုံးညီညွတ်ဖြင့်ရှင်းဆိုင်ကြရမည်ဟုစစ်ကောင်စီလက်အောက်ကမီဒီယာများကိုသုံးမင်းထွန်းကပြောကြားခဲ့ခြင်းဖြစ်ပါသည် ထို့ပြင်ကယ်ဆယ်ရေးမလုံလောက်မှုကြောင့်လူများအသက်ဆုံးရှုံးနေရပေမဲ့စစ်ကောင်စီနယ်ဖြင့်ကုညီကယ်ဆယ်ရေးလုပ်ငန်းများပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုအတက်နိုင်ဆုံးအရှိန်အဟုန်ဖြင့်အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၎င်းကဆက်ပြီးတော့ပြောပါရယ်။အနည်းချက်ဝေပြောရမယ်ဆိုရင်မြမစီလုံးမှုကိုပြပါမြမစီလုံးမှုကိုပြဖို့လိုပါတယ်အားလုံးအယုံဆိုင်နေတဲ့ချိန်မှာမြမကဘယ်လိုမျိုးဆွဲရှိတယ်ဘယ်လိုမျိုးကြောက်ခိုင်နေစရာပြဖို့လိုရဲလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်လို့ဘူကျုပ်စောမင်းထွန်းကပြောကြားသွားပါတယ် လက်တလောငလင်ပေးထွက်နိုင်ငံ78ခုခံကလေရင်အစင်းရေ60ခန်းနဲ့စားနပ်ရိက္ခာနဲ့လိုအပ်တဲ့အကူအညီတွေထောက်ပံ့ပေးထားတယ်လို့၎င်းကပြောဆိုပါတယ်။ထို့သောပြည်သူတွေစီးလုံးညီညွတ်ကြရန်ပြောကြားမှုနဲ့ပတ်သက်၍ရန်ကုန်မြို့တွင်ငလင်ကြီးလုံးမကိုစိုးရိမ်နေတဲ့အမျိုးသားတို့ကကျွန်တော်တို့အောင်စိတ်တစားရဖြစ်နေတာငလင်တကယ်ကြုံတဲ့နေရာတွေဆိုပြောမနေနဲ့သူကအခုလိုမျိုးပြောတာကတော့ဘာပါစက်ကဘာစကားထွက်သလိုဖြစ်နေပြီလို့မှတ်ချက်ပြုပြောဆိုထားပါတယ်။ ထို့ပြင်ထိုင်းနိုင်ငံကအိရှင်ဖြစ်လက်ခံကျင်းပခဲ့တဲ့6ချက်မြောက်ဘင်းစတက်အစည်းအဝေးတရားမှုမှာအောင်မြင်တယ်လို့ပြော၍ရနိုင်ကြောင်းစစ်ကောင်စီကိုစားပြောခွင့်ရထားသူကပြောပါရယ်ထိုစည်းဝေးမှာငလင်ပေးပြန်လည်ထူထောင်နိုင်ရေးနိုင်ငံတကာအကူအညီရရှိရေးနဲ့အခြားရများကိုဆွေးနွေးခဲ့တယ်လို့ပြောပါရယ်ချုပ်မီပြောရင်တော့တွားရတဲ့ရည်ရွယ်ချက်ကလှုပ်ဆောင်ရတဲ့ရည်ရွယ်ချက်ရောအောင်မြင်တယ်လို့ပြောချင်ပါတယ်လို့ဇော်မင်းထွန်းကပြောပါရယ် ထိုစီဝင်ပြင်ထိုင်းအိန္ဒိယတို့ပါဝင်တက်ရောက်လာတဲ့နိုင်ငံ၆ခုကခေါင်းဆောင်တွေနဲ့စစ်ကောင်စီခေါင်းဆောင်တို့တည်တံ့တွဲဆောင်ဆွေးနွေးခဲ့ပြီးအိန္ဒိယနဲ့ထိုင်းနိုင်ငံဝန်ကြီးချုပ်များကလိုအပ်သည့်များဆက်လက်အကူအညီပေးသွားမယ်လို့ပြောခဲ့ကြောင်း၎င်းကပြောဆိုပါရယ်နောက်တစ်ထပ်ပြီးတော့တင်ဆက်ပေးချင်တာကတော့မောင်တောမှာမြင့်ပရာသာကုမ္ပဏီပိုင်းတစ်ဆက်တစ်ဆိုင်ခင်းတဲ့နေအိမ်များအလုံးအေးအေးချိတ်ပိတ်ခဲ့ကြောင်းကိုတင်ဆက်ပေးပါမယ်။ အာရခတက်တော်အင်းသိမ့်ပိုက်ထားတဲ့ရခိုင်ပြည်မောင်တုံးမြို့ရှိမြင့်ဘရာသာကုမ္ပဏီပိုင်တစ်ဆက်တစ်ဆိုင်ခင်တဲ့နေအိမ်များအလုံးကိုအေကချိတ်ပိတ်လိုက်ပြီလို့သိရပါဗျ။မြန်မာသားကုမ္ပဏီရဲ့မောင်တော်မျိုးနယ်မြောက်ပိုင်းပြားသားကျေးရွာမှာရှိတဲ့သစ္ဆက်မောင်တော်ဘူးတီတောင်လန်၅မိုင်အကျော်မှာရှိတဲ့တင်မျိုးစုံဆိုင်ခင်မောင်တော်၃မိုင်မှာနေအိမ်ကညင်းနှန်းရှိနေအိမ်များနဲ့၎င်းတို့ပိုင်အဆောက်အများအလုံးကိုအေကယခုဧပြီလ၃မိုင်မှာစာရွက်ချိတ်ပိတ်လိုက်ခြင်းဖြစ်ကြောင်းဒေသခံများစီကနေပြီးတော့သိရပါဗျ။ ောင်တောင်းဒေတာကန်တူကသူတို့မိသားစုပိုင်းနဲ့တက်ဆက်တက်ဆက်ခင်းနဲ့နေရည်နေအလုံးကိုအာရခတော်လန်ရေးပြည်သူအစိုးရပိုင်းဖြင့်ချိတ်ပိတ်တဲ့စာရိတ်ကထားတာတွေ့ရတယ်လို့ပြောပါရယ်မြင်ပရာသားကုမ္ပဏီရဲ့ညီကိုတွေဖြစ်ကြတဲ့ဥထုံမြင့်သိန်းဥအောင်မြင့်သိန်းနဲ့ဥနိုင်မြင့်သိန်းတို့အနက်ဥအောင်မြင့်သိန်းမှာစစ်ကောင်စီရဲ့မောင်တောခရိုင်ကောင်စီဝင်တူဖြစ်ပါရယ်သူတို့ညီကိုတွေကမြင်မာသားကုမ္ပဏီပြင် ကုမ္ပဏီနာမည်ကွဲများစွာရှိကြောင်းလဲဒေသခံများကဆိုပါတယ် ခရိုနီစစ်တွေပေါ်ပြလောပိုင်ခွင်တွေကိုစစ်ကောင်းဆောင်တွေနဲ့ပေါင်းပြီးတော့လှူဆန်းလာတာကခင်အဆက်ဆက်ရှိနေပြီးကညင်ချောင်းစီဝါရေးဆောင်တိစောက်ဖို့ချပေးတဲ့ဗန်နာငွေတွေကိုလည်းငကြင်းကိုငကြင်းစီနဲ့ပြန်ကျော်ပြီးအမျက်အဆုံးများစွာရရှိသွားတာလို့ရင်းချောင်းသိရှိထားတဲ့မောက်တော်ဒေတာကန်တူကထပ်ပြောပါရယ်လရှိမောင်တော်မျိုးမှာအေချိတ်ပိတ်တင်းဆက်ထားတဲ့ရခိုင်နယ်မူဆလင်ညီအစ်မ30ကျော်နဲ့စစ်ကောက်စင်ယုံ10ကျော်ခန့်ရှိကြောင်းသိရပါဗျ။ နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးချင်တာကတော့ပကုတ်ကူရေစကြိုလမ်းမှာစစ်တပ်ရိတ်ခါအတွက်ထင်လာတဲ့စောင်းစီပေပါ50ပါးကားကိုဖန်ဆင်းရရှိခဲ့ကြောင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းပကုတ်ကူမြို့နယ်ပကုတ်ကူရေစကြိုလမ်းမှာပေါ်တွင် စစ်ကောင်စီပိုင်းစောင်းစီပေပါအလုံး50ပါးကားတစ်စီးကိုဖန်ဆင်းရရှိခဲ့ကြောင်းစောက်တန်ဝရဲဆို PDF တပ်ဖွဲ့တာဝန်ခံကိုအောင်မောင်းကပြောကြားပါရယ်။ ်ဧပြီလ10ရက်နေ့ညနေ4နာရီကပခုတ်ကူရေစကြိုလမ်းမပေါ်တနေရာမှာစစ်ကောင်စီပိုင်းခွဲရန်စီစောင်းစီတင်ဆောင်လာတဲ့စောင်းစီပေပါအလုံး90ပိတ်တကြင်9500ပါကားတစ်စီးကိုဖမ်းဆီးရရှိခဲ့ကြောင်းဖမ်းဆီးရရှိတဲ့ကားပေါ်ပါစီပေပါ90လုံးနဲ့6ဝင်းကားကိုတော်လဲလုပ်ငန်းစဉ်မှာအသုံးပြုနိုင်ရန်အတွက်တင်ဆက်သွားမှာဖြစ်ပြီးတော့ကားဒရိုက်ဘာနဲ့ကားစပယ်ယာကိုပြန်လည်လွှတ်ပေးမည်ဖြစ်ကြောင်းအသိပေးထားပါတယ်။ ကားပေါ်မှာစားကားတွေမပါဘူးကားပေါ်မှာကကား driver နဲ့ spare နှစ်ယောက်ပဲပါတာသူတို့ကတော့ပြန်လုံမှာအခုပဲပြင်ဆင်နေပါပြီတင်းစင်ရရှိထားတဲ့ကားနဲ့စီရီကိုတော့တော်လန်ရဲ့အတွက်ပြန်ပြီးတော့အသုံးပြုသွားမှာပါတင်းစင်ရရှိတဲ့ပစ္စည်းတွေထဲမှာပြည်သူပိုင်ပစ္စည်းတွေပါခဲ့ရင်ဆက်သွယ်လို့ရပါတယ်အခုစီရီကတမဝါရမစီပါစစ်တပ်မိသားစုဝင်တွေနဲ့စစ်သားတွေအတွက်တည်ပေးနေတာကျွန်တော်တို့ကအကုန်လုံးစုံစမ်းပေးပါပြီလို့စောက်တန်ဝိုင်ရဆို PDF တပ်ဖွဲ့တာဝန်ခံကိုအောင်မောင်းကပြောကြားပါတယ် ရင်ကားကပခုတ်ကူမြို့မှရေစကြုံမြို့သို့စစ်ကောင်စီအတွက်စီစံများကိုအမြဲတည်ဆောင်ပေးနေတဲ့ကားဖြစ်ပြီးဖန်စီယာရှိနိုင်ရန်အချိန်၂လခန့်စုံစမ်းထောင်လန်းကဖန်စီယာရှိခဲ့ခြင်းဖြစ်ပြီးတော့စစ်ကောင်စီကရေစကြုံမြို့နယ်တွင်စီရောင်းချခွင့်တယ်ယူခွင့်များပိတ်ပင်ကဈေးကွက်တစ်ခုလုံးကိုထိန်းချုပ်ထား၍တပ်သားချောင်းကြီးရဲ့ကောင်စင်ဖြင့်စားစီဝယ်ယူခွင့်ကတ်များထုတ်ပေးကြောင်းပြည်သူအချို့ကိုတိုင်လင်းတပိတ်တာနှုံဖြင့်ညောင်းချပေးကြောင်းသိရှိရပါသည်။နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးခြင်းနာကတော့ ကောရင်ကြီးကျုံးမှာဓာခုတ်ခံရတဲ့စစ်ကောင်စီပုံမှုမင်္ဂလာတော်စစ်ဆေးရုံတို့လွှဲပြောင်းစဉ်တည်ဆုံးခဲ့ကြောင်းကိုတင်ဆက်ပေးပါမယ်။ဓာတ်ကုတ်ခံရပြီးဒဏ်ရာပြင်းထန်စွာရရှိထားတဲ့စစ်ကောင်စီဗိုလ်မှူးကိုမင်္ဂလာတော်စစ်ဆေးရုံတို့လွှဲပြောင်းကူတာစဉ်တည်ဆုံသွားကြောင်းသိရှိရပါတယ်။ ငပူရုံမျိုးနဲ့မကြီးစင်ကြီးရွာငပြောချောင်းတွင်ကုန်နင်းဆက်လေတစင်ကိုစစ်ကောင်စီတပ်ကဖမ်းဆီးထားပြီးနောက်ငရုကောင်းမျိုးတို့ပို့ဆောင်စဉ်ဆက်လေပေါ်ပါသူများပြန်လည်ခုခံရမှစစ်ကောင်စီတပ်မှပုံမှုတူနဲ့ရဲတပ်သားတို့တို့တေဆုံးခဲ့ကြောင်းသိရှိရပါတယ်အဆိုပါပြည်စင်မှာတောက်ခုတ်ခံရပြီးတရားပြင်းထန်စွာရရှိသွားတဲ့စစ်ကောင်စီဗိုလ်မှူးကိုမင်္ဂလာရုံစစ်ဆေးစည်းရုံတို့လက်ပြောင်းကူတာစင်မှာတည်ဆုံးခဲ့ခြင်းဖြစ်ပါတယ်။ ငယ်ရောင်ကောင်းမျိုးကိုဒီမနက်ပဲတရင်ရောက်လာတဲ့ဘုံမှုတော့ရန်ကုန်စစ်စေးရုံကိုအပေါ်မှာဆုံးသွားပြီလို့ဒေတာကန်တူမှ AR time ကိုပြောပါရယ်ဆက်လက်ကိုဖန်ဆီးခေါ်ဆောင်တဲ့စစ်ကောင်စီတပ်မှဘုံမှုရဲတပ်သားနဲ့ထွေအုပ်စီအတူတို့ပြင်းထန်စွာတရားရရှိခဲ့ပြီးတော့ရဲတပ်သားမိုးထက်ဝနာကျော်ကငယ်ရောင်ကောင်းစစ်ရုံအယောင်မှာတည်ဆုံခဲ့ကစစ်ကောင်စီဘုံမှုမှပသိမ်စစ်ရုံမှမင်္ဂလာရုံစစ်စေးရုံတို့ပို့ဆောင်စဉ်တည်ဆုံခဲ့ခြင်းဖြစ်ပါရယ် အဆိုပါဖြစ်စဉ်မှာပါဝင်သူများဘက်မှဗိုလ်မှူးနှင့်ရဲတပ်သားတွေရဲ့လက်နက်များကိုယူဆောင်၍ထွက်ပြေးလွတ်မြောက်သွားသောကြောင့်ဂေါ်ရင်ဂျီကျွန်းပင်လယ်ပြင်တပ်ရှောင်းစစ်ကောင်စီကအပူတပြင်းရှာဖွေနေကြောင်းဒေသခံများထံမှသိရပါတယ်။နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးချင်တာကတော့စယုံတမိုင်ဘူဟတ်တွေကိုစင်ကာပူငလင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့အသုံးပြုကယ်ဆယ်ရေးမစ်ရှင်အတွက်စိုက်ဖို့ဘူဟတ်ဆယ်ကောင်ကိုမြန်မာနိုင်ငံစီပေးပို့ထားခဲ့ကြောင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံကငလင်ကယ်ဆိုင်လုပ်ငန်းတွေမှာစင်ကာပူကယ်ဆိုင်အဖွဲ့ကစက်ရုံတပိုင်းစိုက်ဘော့ပိုးဟက်တွေကိုပထမဆုံးချိန်ဆန်းသက်အသုံးပြုနေပါတယ်။စက်ရုံတပိုင်းလို့ခေါ်ဝေါ်ရတာကအဲ့ဒီပိုးဟက်တွေဟာတကယ်အင်းဆက်ပိုးဆက်တွေဖြစ်ပြီးအပြည့်စည်တွေအောက်မှာရှာဖွေရေးတွေလှုပ်ဆောင်မှုရည်ရွယ်ထားတဲ့စက်ရုံနီးပညာတွေနဲ့ပေါင်းစပ်ထားလို့ဖြစ်ပါတယ်။ ကယ်ဆယ်ရေးမစ်ရှင်အတွက်ရည်ရွယ်ထားတဲ့အရိဆိုင်ပေါ်ပိုးဟတ်စုစုပေါင်း၁၀ခန်းကိုမြန်မာနိုင်ငံစီပေးပို့ပြီးတော့ကွင်းစင်အသုံးပြုမှုတွေစတင်နေပြီပဲဖြစ်ပါတယ်။မလကုံကစားလို့စင်ကာပူပြည်သူ့ကာကွယ်တပ်ဖွဲ့ SCDF ရဲ့အဖွဲ့သားတွေနဲ့ပူးပေါင်းပြီးကယ်ဆယ်ရေးမစ်ရှင်တွေမှာပါဝင်လာတာကလူသားချင်းစာနာမှုလုပ်ငန်းစဉ်တွေမှာစရုပ်တပိုင်းအင်းဆက်ပိုးတွေကိုအသုံးပြုတဲ့ကမ္ဘာပထမဆုံးဖြစ်ရနေတဲ့အမှတ်တမ်းဝင်လာခဲ့ပါတယ်။ ကယ်ဆယ်လုပ်ငန်းတုံ cyborg ဘိုဟတ်တွေကိုစင်ကာပူရဲ့ Homtin Science and Technology Agency HDAs နိုင်ငံရေးပညာတက္ကသိုလ်နဲ့ Class Engineer ဌာနတို့ပူးပေါင်းပြီးတော့ဖန်တီးထားတာပါ။မလ31ရက်နေ့ကမြန်မာနိုင်ငံမှာစိုက်ဘောဗိုလ်ဟတ်တွေကိုစတုံးခဲ့ပြီးဧပြီ3ရက်နေ့တုန်းကနေပြည်တော်မှာနှစ်ကြိမ်ထပ်မံအသုံးချခဲ့ပေမဲ့စိုက်ဘောဗိုလ်ဟတ်တွေကအသက်ရှင်နေသူတွေကိုတော့ရှာမတွေ့သေးပါဘူး။ ဒါပေမဲ့လူတွေဝင်ရောက်ရှာဖွေဖို့မဖြစ်နိုင်တော့တဲ့အစိုးဆုံးအပြန်စည်းပုံတွေအောက်ကအခြေအနေတွေကိုတော့ကန်ဆယ်ရေးအဖွဲ့တွေသိရှိနိုင်အောင် ကောင်းကောင်းတော့အကူအညီပေးခဲ့ပါတယ် HDS နဲ့ Cluster ကဆိုင်းလွတ်ပေးတဲ့ပညာရှင်လေးဦးကစိုက်မော့ဘိုဟက်တွေကိုထိန်းချုပ်ကန်တွယ်ပေးနေကြပါတယ်။အရင်ဘိုဟက်တွေမှာအနီးအောင်ရောင်ကြည့်သုံးကင်မရာနဲ့အာယုံခံကိရိယာတွေတပ်ဆင်ထားပါတယ်။မဒါဂါစကာမျိုးရင်းဘိုဟက်တွေကတကောင်ကို6စင်တီမီတာလောက်အရှိရှိပြီးအရင်ဒီပညာပစ္စည်းတွေကိုနန်းနန်းနင်းနင်းတည်ဆောင်နိုင်ကြပါတယ်။ အရွယ်စားသိင်းခဲ့တဲ့အတွက်လည်းအပြည့်စည်ပုံအောင်ချောင်းချိုချောင်းချားနေရာတွေထိအရိပိုဟတ်တွေကဝင်ထွက်သွားလာကြလို့ရှားကြပါရယ်ပိုဟတ်တွေမှာတက်ဆင်ထားတဲ့ alert တွေကိုအဝေးထိန်စနစ်နဲ့အသုံးပြုပြီးပိုဟတ်တွေရဲ့လှုပ်ရှားသွားလာမှုကိုပြောင်းလဲစေတဲ့အနေနဲ့ထိန်ချုပ်ပါရယ်ပွန်းတိမှာတက်ဆင်ထားတဲ့ကင်မရာနဲ့အာယုံခံကရိယာတွေကပေးပို့တဲ့အချက်အလက်တွေကိုအော်ဂရသန်တစ်ခုနဲ့အပြည့်ထုတ်ပြီးအပြည့်စည်းရင်အောက်မှာအသက်ရှင်ကျန်သူတွေအရေးရောက်ရှိနိုင်သလားဆိုတာကိုဆုံးဖြတ်ပါရစေ။ ်အရိပုဟတ်တွေကိုအသုံးပြုတာကသုတေသနစမ်းသပ်ဆဲအစင်းမှသာရှိသေးပေမဲ့မြန်မာနိုင်ငံမှာလက်တွေအသုံးပြုမှုခြေနေရရတော့ SCDF ရဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေမှာထိရောက်တဲ့အထောက်ပံ့တွေရရှိနေတယ်လို့လည်းသိရပါဗျ။နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးစင်တာကတော့မြန်မာပြည်သူတွေရဲ့ဝိုင်းဝန်းကန့်ကွက်မှုကြောင့်မရောက်လိုက်တဲ့ဘူတန်ဝင်ကြီးချုပ်တွေ့ဆုံတဲ့ထပ်ပုံကို Facebook လူမှုကွန်ရက်မှာပြန်လည်ဖြုတ်ချဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာဧပြီ3ရက်နဲ့4ရက်နှစ်ရက်တာကျင်းပတဲ့ Bimstep အစည်းအဝေးမှာအာနာသိန်းညမာစစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့ဘူတန်ဝန်ကြီးတို့တွေ့ဆုံခဲ့ကြပါတယ်။မင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့တဲ့အကြောင်းဘူတန်ဝန်ကြီးချုပ်က၎င်းရဲ့လူမှုကွန်ရက် Facebook ပေါ်မှာပုံနဲ့တကွာဧပြီလ4ရက်နေ့က post တင်ထားခဲ့ပါတယ်။ဘူတန်ဝင်ကြီးချုပ်ရဲ့ post ထဲမှာမြောက်လိုက်တဲ့တွဲဆောင်ရတာကိုဝမ်းမြောက်ကြောင်းနဲ့နှစ်နိုင်ငံဆက်ဆံရေးကိုတိုးမြှင့်ဆောင်ရွက်မဲ့အကြောင်းရှင်းတာခဲ့တာပါ။ ပို့စတေမီနိုင်ပိုင်းကြားမှာဘူတန်ဝင်ချင်းချုပ်ကိုဘူတန်နိုင်ငံသားများပါဝင်ထိုင်းနိုင်ငံသားများမြန်မာနိုင်ငံသားများနဲ့အခြားသောဒီမိုကရေစီအင်အားစုများကဝေဖန်ပြောဆိုကြပါရယ်၎င်းရဲ့ပို့စ်မှာမှတ်ချက်ပေးဝေဖန်သူများရှိသလိုအခြားသောအကောင့်မျိုးမျိုးကလည်းဘူတန်ဝင်ချင်းချုပ်အားဝေဖန်မှုလူမှုကွန်ရက်မှာမြင့်တက်ခဲ့ပါရယ် ထို့သောဝေဖန်မှုများမြင့်တက်လာ၍ဘူတန်ဝင်ကြီးချုပ်ရဲ့လူမှုကွန်ရက်မှာမြောင်းလိုက်နဲ့တွဲဆောင်ခဲ့တဲ့အကြောင်းလူမှုကွန်ရက် Facebook မှာတင်ထားတဲ့ post ကိုယနေ့ဧပြီလ9ရက်နေ့နေ့ပိုင်းမှာပြန်လည်ပြီးတော့ဖြုတ်ချဖေရှားသွားခဲ့ပါတယ်။မြောင်းလိုက်ကမြန်မာပြည်ရဲ့ခေါင်းဆောင်မဟုတ်ကြောင်းမြန်မာပြည်သူများပေါ်နေစဉ်နဲ့အမျှတက်ပြတ်နေတဲ့အကြမ်းဖက်သမားသာဖြစ်တယ်လို့မြန်မာပြည်သူများကဘူတန်ဝင်ကြီးချုပ်ရဲ့လူမှုကွန်ရက်မှာမှတ်ချက်ပေးဝေဖန်ခဲ့ကြခြင်းဖြစ်ပါတယ်။ ယခုကမြန်မာပြည်သူများကမြောက်လိုက်နဲ့တွေ့ဆုံတဲ့တပ်ပုံတင်ထားတဲ့အိန္ဒိယဝန်ကြီးချုပ်မိုဒီရဲ့လူမှုကွန်ရက်မှာတွားရောက်ရေးဝေဖန်မှုများကိုအရှိန်ဟုန်နဲ့လှုံ့ဆော်နေကြပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီးပန်ဆယ်လို့မှလည်းဘူတန်နိုင်ငံလိုတကမ္ဘာလုံးကအေးချမ်းတဲ့ဗုဒ္ဓဘာသာနိုင်ငံလေးလို့သတ်မှတ်ထားတဲ့နိုင်ငံမျိုးတော်ဒီမိုင်လုံးကြောင့်အန်ဂရီးရဲ့ရှင်နေတင်းချမ်းတဲ့တကမ္ဘာလုံးဝိုင်းကျိတ်တာခံရတာဝင်းကြီးချုပ်လည်းအတော်ရှောင်ရသွားမယ်ဒီမိုင်လုံးကထင်မထားအောင်မိုင်လုံးနဲ့ကောင်းပါလားဆိုပြီးတော့စောက်ပုအစွမ်းအမကန်းတော့ဘူတန်နိုင်ငံအကြီးကဲတော်ဇပုနဲ့တွေ့ပြီးပုံတင်မိတာတကမ္ဘာလုံးကဝိုင်းပီရှင်းမှုယူကြတာရှက်ပြီးတော့ post ဖြတ်သွားရတယ်ကမ္ဘာကြီးလုံးထဲမှာတော့ဒီကောင်အတော်နန်တယ်လို့တိတိမိမိပြောဆိုသွားတာပဲဖြစ်ပါတယ် ဟုတ်ကဲ့ပါရှင်အဆုံးထိနားဆင်ပေးခဲ့ကြတဲ့သတင်းပရိသတ်များကိုကျေးဇူးအထူးပဲတင်ရှိပါရနော်။နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လိုင်းပတ်တော်သားများ၏သတင်းများနဲ့တူပြန်လာခဲ့ပါမယ်ရှင်။အားလုံးပဲကိုယ်စိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။